ယရနာစစ်စစ်တွင်လည်းပြုလုပ်ထားတဲ့အုတ်မြစ်တော်၉ပါးနဲ့အတူမြန်မာနိုင်ငံသူနိုင်ငံသားတွေအများများစွာသောရဲ့အလူရှင်တွေရဲ့ကြောင်းမြတ်ယရနာရွှေငွေလက်ဝတ်လက်စားတွေဓာတ်တွေအလုံးကိုထာပနာပြီးတော့ဒီနေ့ပဲပနက်ရိုက်ပါတယ်ဒီနေ့ပဲပနက်ရိုက်ပြီးတော့စတင်ပြီးတော့ကျောင်းတော်ကြီးကိုတည်ဆောက်နေပါပြီ ဌာပနာရတဲ့အကြောင်းရင်ကစေဒီပထိုးဖရားတွေအခုလိုကြောင်းဆောင်နေမှာဌာပနာရတဲ့အကြောင်းရင်ကပေါ့နော်အလကားနေလကားဌာပနာတော့မဟုတ်ပါဘူး ဆုံးခေရောက်သွားတဲ့အခါမှာနောက်နှစ်ပေါင်းများစွာကြာသွားတဲ့အခါမှာပေါ့နော်ဘုရားသာသနာရှိနေတဲ့အချိန်မှာပေါ့နော်အခုလိုမျိုးဒီအဆောက်အဦကပြည့်စည်ပြိုကျသွားတဲ့အခါမျိုးတွေပါဒီထပ်ပနာတွေကိုထုခွဲရောင်းချပြီးတော့ပြန်ပြီးတော့ပြုပြင်မောမှန်တည်ဆောက်နိုင်ရန်အတွက်ထပ်ပနာဆိုတာရည်ရွယ်ပြီးတော့ထည့်တာပဲဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ပေါ့နော်တချို့မိစ္ဆာပွားနေတဲ့သူတွေရှိတယ်ပေါ့နော်အခုလိုမျိုးထပ်ပနာတာကိုဟိုဘာမှမဟုတ်ဘဲနဲ့ပေါ့နော် ြည့်တဲ့အိုးတွေကိုထပ်ဖြည့်နေတဲ့မယောင်ရာစီလူနေတယ်ဆိုပြီးတော့အာကုတို့ပွားနေတဲ့သူရှိပါတယ်။မြန်မာနိုင်ငံသားမကကဘာကဘာအော်မင်တရလောက်အောင်ငွေကြေးပေါင်းသိန်းတန်ပေါင်းမြောက်များစွာ ကုန်ချခံပြီးတော့မတ်စိုးရင်တိုက်တဲ့ကြီးကိုလူတန်းခဲ့တဲ့နိုင်ငံကျော်ဇွဲထက်စိန်ရွှေရတနာဆိုင်ရဲ့အလှူကြီးပဲဖြစ်ပါတယ်။ မစိုးရင်တိုက်တိတ်ကြီးဟာအားလုံးတည်တဲ့အတိုင်းပဲငလျင်ကာလာတော့ငါပြိုကျပျက်စီးသွားတဲ့အတွက်မူလလဟောင်းအတိုင်းပဲဒီမစိုးရင်တိုက်တိတ်ကြီးကိုတူရဲတော့အလူရှင်ကနေတိန်ပေါင်း9000ကျော်ပါတီးပြီးတော့လူတန်းခဲ့တာပဲဖြစ်ပါတယ်အခုဆိုလို့ရှိရင်မြောင်များစွာသောစိန်ရွေရတနာကြောက်စိန်ပေါ့နော်ငါတွေကိုထာပနာပြီးတော့တိန်ပေါင်းတသိန်းကျော်ပေါ့နော်ဒီလော ညပြားတဲ့ရွှေငွေတောက်တံပရမားတွေကိုတနေရာထဲမှာပဲစူးစီးပြီးတော့ထောင်ပနာပြီးတော့အခုလိုမျိုးလူတန်းသွားတာကမြန်မာသားမကကဘာကဘာအံဟောရတဲ့နေ့တွေပဲဖြစ်ပါတယ်။အော်တိုဘာလတရနေ့2025ဒီနေ့မှာပဲပနေရက်တဲ့နေ့ကလေးပဲဖြစ်ပါတယ်။ကျွန်တော်တို့မြန်မာနိုင်ငံဟာကဘာပေါ်မှာအလူအတန်းအရက်ရောဆိုနိုင်ငံအဖြစ်ပေါ့နော်။နံပါတ်1နေရာမှာတည်ရှိနေပါတယ်။ Wa Give Inter 2024 ထုတ်ပြန်ခြင်းအရဗီဒိန်နိုင်ငံအခြေစိုက် CAF Foundation ကနေပြီးတော့သူတည်သနာပြုလုပ်ပြီးတော့ထုတ်ပြန်နေတာပဲဖြစ်ပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံဟာကမ္ဘာပေါ်မှာနံပါတ်1အလူအတန်းအရေးရောဆုံးနိုင်ငံဖြစ်ရှိနေတာပဲဖြစ်ပါတယ် ဘယ်အချက်တွေလဲဆိုတော့ငွေထုတ်လုပ်တန်းခြင်းအချိန်ပေးကူညီခြင်းနဲ့ကိုယ်နဲ့မသိတဲ့ဒသိမ်းတွေကိုကူညီခြင်းပဲဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့60ရာခိုင်နှုန်းတော်တူတွေကဗုဒ္ဓဘာသာကိုကိုယ်ခွေတဲ့သူတွေဖြစ်ကြပြီးတော့ယဟန်တန်ခါတွေကိုနေတဲ့နဲ့အမြောက်ဆုံးဆိုဆိုဟင်းပေါ့နော်ငွေထုတ်ငွေတွေအမြဲတမ်းလှူဒန်းနေတဲ့အတွက်ကြောင့်မလို့ဒီဟာဒီအချက်ကလည်းကျွန်တော်တို့နိုင်ငံရဲ့အလူတန်းရရောဆုံး ဇီးနဲ့မှာပါရတဲ့အချက်လို့ပြောလို့ရပါတယ်။မြန်မာနိုင်ငံထဲမှာရှိတဲ့အနေနဲ့အရေးရကောင်အလူရှင်တွေကလည်းဒီမန္တလေးကိုရောက်လာကြပြီးတော့သူတို့မှာပါတယ်ပေါ့နော်။ဆွေကျိုးတွေလက်ဆွတ်တွေပြီးတော့နားမှာပန်လာတဲ့နှက်ကတ်တွေဆွေသီးတွေဟာအစချွတ်ပြီးတော့ဌာပနာအတွက်လှူဒန်းခဲ့ကြတာဖြစ်ပါတယ်။ကျွန်တော်ပြောချင်တာကပေါ့နော်။ ဒီလိုမျိုးအလူတန်းတွေကိုကိုကမလူနိုင်သေးဘူးမပါဝင်နိုင်သေးဘူးဆိုလို့ရှိရင်တာလူခေါ်ပြီးပါဒီလိုတာလူခေါ်တာကလည်းသူတို့ရဲ့အလူအတွက်ကိုလည်းကုသရပါတယ်ကုသမရဘူးမထင်ပါနဲ့ကုသရပါတယ်တာတုခေါ်ပေးကြပါတချို့ပေတွေအကောင့်တွေကနေပြီးတော့တင်နေတာတွေ့ရတယ်ပေါ့နော်မြန်မာနိုင်ငံကလူတွေကမယောင်ရစီလူနေချနေပေါ့နော် တကယ်တကယ်လိုအပ်နေတဲ့နေရာတွေစပေးဆောင်တွေပေါ့နော်အဲ့လိုလူတွေကိုမလူတန်းပဲနဲ့အခုလိုမျိုးဘာမှမဟုတ်တဲ့နေရာကိုတူတန်းနေလဲဆိုပြီးတော့ဗလိနေတဲ့ပေတွေအကောင့်ကြီးလည်းတွေ့ရပါတယ်တချို့သောကောင်းမှန်တွေမှာလည်းအဲ့လိုမျိုးတွေပြောဆိုနေကြတွေ့ရပြီဒါကသူများလူတန်းနေတာကိုကုသိုလ်မယူခဲ့တဲ့အာကုသိုလ်ယူနေတဲ့သူတွေပဲဖြစ်ပါတယ် တကယ်တမ်းကသူများလူတန်းနေတာကိုအော်ဒီတက်ပို့ပြီးတော့လူတန်းနိုင်ပါစေဒီတက်မကအများကြီးလူနိုင်ပါစေဆိုပြီးတော့ကိုကမေတ္တာပို့ပြီးတော့တာတို့ခေါ်လိုက်တယ်ဆိုရင်ကိုကဒီလူထဲမှာလည်းပါဝင်သွားပြီးတော့ကိုအတွက်လေကုသိုလ်ရပြီးတော့အကျိုးရစီပါတယ်အဲ့ဒါကြောင့်မလို့သူများလူတွေအလူမှာကိုကမလူနိုင်သေးဘူးဆိုရင်တော့မှမပလိမ့်ပဲနဲ့တာတို့ခေါ်တာတို့ခေါ်ကြပါပေါ့နော်ဒီလိုတာတို့ခေါ်တဲ့အတွက်ကြောင့်မလို့ကိုလည်းကုသိုလ်ရပါတယ်အဲ့ဒါကြောင့်မလို့ တာလို့ခေါ်ဆိုနိုင်ကြပါစေဆိုပေမဲ့ရည်ရွယ်ချက်လေးနဲ့ကျွန်တော်ဒီဗီဒီယိုလေးကိုတင်ဆက်လိုက်တာပဲဖြစ်ပါတယ်ခင်ဗျာ